ော့ဒီအရာတွေကိုသူကဟိုမယုံကြည်ဘူးမဟုတ်ယုံကြည်ပါတယ်အဲ့တော့ကိုယ်ကောင်းတဲ့ကောင်းတဲ့အရာတွေပဲစောက်ရှောက်လို့ဒီလိုမျိုးအန်နီရယ်ကင်းကင်းနဲ့ဒီအရာတွေလုံးလုံးနိုင်ခဲ့တယ်လို့ထင်တယ်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့ဒီကာရိုက်တာထဲမှာမူမူကဇွဲကြိုးချပြီးတေးရတာဟုတ်သူသူ့ကိုယ်သူဇွဲကြိုးချပြီးတေးမယ်ဆိုတဲ့ဟာကကြတော့ဒီဒီလိုလုံးရတဲ့အရာတွေကကြတော့ဒီလိုစုတောင်းရတယ်ပွဲတွေလည်းအများကြီးပေးရတယ်ဒီလိုမျိုးဆိုစီးရတော့ဘာလို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့เนาะအဲ့တော့ဟိုအဖက်ဖက်ကသူတို့တေချာတောင်းပန်ပြီးတော့မှဒီလိုအရာတွေကလောက်တာကောင်းတယ်ပေါ့เนาะအဲ့တော့ အရာအားလုံးကိုချူကယုံကြည်ပါတယ်ဟုတ်ချူကတော့အဲ့လိုမျိုးယုံကြည်ရယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ချူချူတို့ဒီအရာတွေကကျတော့ဟိုဘယ်လိုပြောရမလဲမယုံကြည်ရင်ဒီအဲ့လိုစော်ကားလို့မရတဲ့အရာတွေပေါ့နော်မမြင်နိုင်တဲ့အရာတွေဆိုအများကြီးရှိရယ်အဲဒါချူချူကအပြင်မှာပဲထုတ်မပြောတာပဲရှိရယ်ကိုယ်ကိုစောက်ရှောက်တဲ့အရာတွေပါရှိရယ်ဆိုလို့ရှိရင်လည်းကိုကဟိုဟိုဘယ်လိုပြောရမလဲရင်ထဲမှာပဲခံယူထားရယ်ပေါ့နော်အဲ့ဒါအိုက်ဖုန်းအိုက်ဖုန်းလေးလည်းတော်တော်လေးပောက်တယ်ပေါ့သူအဲ့မှာမူမူကသူ ရှက်တကွဲကျိုးနဲ့ဖြစ်လို့သူငိုတဲ့အချိန်မှာအဲအရာလေးကိုထရိုးပြီးတော့လာစာကုံပြီးလာစာလာတော်မကုံသေးဘူးလာစာကုံသွားပြီဆိုတဲ့ဟာလေးလည်းတော်တော်လေးဟိုထရိုးကြပြီးပောက်သွားတဲ့အတွက်ဝမ်းသာပါတယ်အချို့ကဒီကဆဆရိုက်ခဲ့ရောကတကယ်ကိုအမတ်တရရများစွာနဲ့ဟိုစိတ်ထဲမှာလည်းအရန်ဟိုပေါ့နော်အားလုံးစူးစမ်းထားကြအောင်ဆိုတော့ အောင်မြင်မယ်လို့လည်းယုံကြည်ခဲ့ပေါ့နော်အဲယုံကြည်ထားတဲ့အတိုင်းမှာဒါပြိတ္တအပိမှုတစ်ခင်းနဲ့ရပြီးတော့နှစ်ပတ်ယုံတင်ခွင့်လည်းရခဲ့တယ်အခုဒါကန်လဝင်ငတိုးရဲ့နောက်ပြကန်လဝင် ရှိုးဆိုပြီးတော့ဒါချူရထပ်ထပ်ပြီးတော့ပြိတ္တတွေနဲ့ထပ်ပြီးတော့ပွဲပွဲလောက်ကြတာပေါ့နော်ဒါဘာဖြစ်ကိုယ့်ရဲ့ဖွဲ့သားရဲ့အကုန်လုံးဒီ protection ဘိုင်းကြီး ပရိုဂျူဆာတွေရောအတိုင်းမတိချူဝန်းတာပါတယ်အဲ့ဒါဟိုဒီပြိသက်တွေနဲ့ဒီယုံယုံတွေကိုသွားပြီးတော့ပြိသက်တွေပျော်အောင်ပေါ့နော်ဒါကိုနေတို့ရောချူရောထပ်ထပ်တို့ရောအကုန်လုံးပေါ့နော်ကိုစီဖြိုးရောဒါသွားပြီးတော့ကျေးဇူးဆက်တဲ့အနေနဲ့ပေါ့သူတို့ဒီယုံကားထဲမှာမြင်တွေ့နေရတဲ့အမှုပညာရှင်တွေကိုဒါအပြင်မှာပါတွေ့ခွင့်ရရဲဆိုတဲ့ပုံစံလေးနဲ့ဒါချူရောချူရောကိုအားပေးတဲ့ပြိသက်တွေကိုလည်းချူရောကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ချူရောကလည်းဒါသူတို့ကိုသွားတွေ့ရတဲ့အတွက်လည်းချူရောဝမ်းမန်းသက်သာအရင်ဖြစ်တယ်ပျော်ရွှင်ရရဲပေါ့နော်ဒါသူတို့တွေလည်းကိုရီကိုတွေ့ရတဲ့ပြီးတော့ဟို အရန်လေးစားအားကြရတဲ့ကိုနေတိုးနဲ့အတူတူမျိုးအိမ်မျိုးသွားရလာရဆိုတော့ဒီပြိတ္တတွေနဲ့ထိပြုတ်ခွင့်ရတာတကယ်ကိုပြိတ္တတွေရောကိုတွေရောအရန်ကိုဝန်သာရပါတယ်စီစဉ်တာကတော့ဒီ production ပိုင်းอ่ะပဲစီစဉ်ပေးရပါတော့။ဆောက်တော့ဟိုဇလန်းတွဲနဲ့ပေါ့ဇလန်းတွဲနဲ့ချို့ကိုတွဲပြီးမြင်ကြရတယ်။အဲဒီဇလန်းတွဲမှာဒီတရုတ်ဆောင်မှုလေးတွေကိုချို့ကိုအဲ့လိုကိုပါဝင်ရတဲ့အခန်းခဏတွေမှာအားပေးကြရပေါ့เนาะတရုတ်ဆောင်မှုလေးတွေ။အဲ့လောက်ကဇလန်းတွဲကပို့ပြီးတော့လောက်ကရတာပေါ့လေ။ ဘာလို့ဆိုတော့သူကဒီဇလန်းတွဲကြတော့ဟိုလောက်ွက်ပူရတယ်ဆိုတာပြဇလန်းတွဲကြတော့ဟိုပြိတ္တတွေရှေ့မှာအချိန်ကြာကြီးရှိနေခွင့်ရတာပေါ့ဆိုတော့ရုပ်ရှင်ကြတော့တစ်ခါတည်းနဲ့ဒီအဲထားပါတော့2နာရီစာဆိုလို့ရှိရင်အဲရုပ်ရှင်ပိတ်ကားပေါ်မှာခဏပဲတွေ့ရတယ်အဲသူတို့ဒီဇလန်းတွဲတွေကြတော့ ဇလံအတံပိုနှိမ့်မြင့်တက်ကြနဲ့လောင်ရတဲ့စင်းတွေဆိုလဲလောင်ရပြီးတော့မေ့မသွားရအောင်တောက်လျှောက်ဟိုးအဲထားပါတော့အခုတလားတန်တီပြမယ်ဆိုလို့ရှိရင်တလားတန်တီကိုပြိတ်ကက်ရင်ထဲမှာဒီဇက်ကောင်ကရှိနေရဆိုတော့လူပို့ပြီးတော့တိတာပေါ့လေဇလံတွေရကြတော့ဟုတ်သူကအာအတန်တာဆိုလို့ရှိရင်တော့ဟိုပြိတ်ချူရိုတာဒါအခုချိန်မှာချူရိုလည်းစူးစမ်းနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ဇလံတွေရတော့ပြိတ်သက်ရှိကိုပို့ပြီးတော့လူပို့တိစေတယ်လူပို့ပြီးတော့ပြိတ်သက်ရှိမှာကြာကြာရက်တည်နေနိုင်တာပေါ့လေ ဇလန်းတွဲရကြတော့ရုပ်ရှင်အကြတော့ဒါချူရိုးရဲ့ဟိုဘယ်လိုပြောရမလဲရုပ်ရှင်ဆိုတဲ့အရာကကြတော့ဟိုစုတွေပါချီးမြှင့်မှုတွေပါရှိတာဟုတ်ဆိုတော့ဒီဟာကကြိုးစားခွင့်ရှိတာပေါ့လေကြိုးစားခွင့်ရှိတာကြတော့ရုပ်ရှင်ကြတော့ပို့ပြီးတော့ကိုယ်မှလောက်ွက်ရတဲ့အရာတွေဆိုလို့ရှိရင်ကိုပို့ပြီးကြိုးစားအားထုတ်လို့ရတယ်ပေါ့ဇလန်းတွဲရကြတော့လေဇလန်းတွဲအလက်ရောက်ပေါ့ပြိတ်သက်ပို့တည်အောင်ချူရိုး ိုတစ်ခုနဲ့တစ်ခုကဒီဇလန်းတွဲရောရုပ်ရှင်ရောကအကျိုးရုပ်တဲ့ဟာမရှိပါဘူးနှစ်ခုလုံးကတကယ်အကျိုးရှိတဲ့အရာတွေပါပဲသူတို့အနုပညာရှင်တွေအတွက်ဘာဖြစ်လို့ဆိုတော့သူတို့ဒီအနုပညာရှင်တွေအကုန်လုံးရဲ့ အဲဒီပန်းနိုင်ကဒီအကယ်ဒမီစုကိုလိုချင်ကြတဲ့သူတွေရွယ်အကုန်လုံးစူးစမ်းကြတဲ့သူတွေရွယ်ကိုရရနေရကြရနေရမှာတရုပ်ဆောင်ပြီးတော့ထူးချွန်စုဆိုတာလူတိုင်းကလိုချင်ကြတာပဲချူးလဲပါပြီအများကြီးစူးစမ်းဖို့အများကြီးအခွင့်အလမ်းတွေလည်းလိုအပ်တယ်လို့စူးစမ်းဖို့လည်းအများကြီးလိုအပ်သေးရပေါ့နော်အဲ့တော့ချူးဒီကန်းလန်းလာတဲ့ပုံမှာမူတည်ပြီးတော့ချူးစူးစမ်းမှုအခွင့်အရေးတွေလည်းအများကြီးရှိခဲ့မယ်ဆိုလို့ရှင်လည်းချူးအများကြီးစူးစမ်းတော့မှာပေါ့ဟုတ်ဟုတ်မလားသေးဘူးပေါ့ရောက်လာမျောလင်းနေတာပေါ့ဟုတ်ဟုတ်ညလာရင်တော့အခွင့်အရေးတော့ကမန်ဒန်စုတ်ကြိုင်တာပါ ဟုတ်အဲကယ်မီရနိုင်မဲ့အဲဒီချူကိုကရိုက်တာမျိုးကန်းလန်းခဲ့ရဆိုတော့လုံးဝကိုဝမ်ပန်းတတာနဲ့ကိုချူအကောင်းဆုံးစူးစမ်းတော့မှာပါဟုတ်အဲချူသိရဆိုတာတက်လေချူလေအဲ့ဒီအဲဒီကန်းဝင်ကတို့အဲ့ချူအဲ့စင်းကဒီတကားလုံးမှာဒါမူမူကဒီဒရမ်မာချိုးတာပေါ့နော်ဒရမ်မာချိုးတာချူတို့ဒီအနုပညာ ော်တော်များများဒီဟာသားဆိုလို့ရှိရင်တိတ်ပြီးတော့ဟို Academy nomination နဲ့တိတ်ဝင်လေးဝင်ထားမရှိဘူးပေါ့နော်ဒါပါပြီးဟိုမမျော်လင့်မမျော်လင့်ထားဘူးဆိုပေမဲ့ဒီချူရဲ့ဒီရတဲ့ဒီဟာသားကားဆိုပေမဲ့လည်းချူရဲ့ရတဲ့ဒီမူမူ character နေရာလေးမှာချူကအကောင်းဆုံး drama အကောင်းဆုံးချူချိုးစိတ်နစ်ပြီးတော့စူးစမ်းခဲ့တယ်ပေါ့နော်ပြီးတော့အမတ်တရအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အဲ့အဲ့မှာချူတို့အဲ့တစင်းကိုရိုက်ဖို့အတွက်ကိုမနက်ကနေညအထိကိုလုံးဝလိုက်တင်ချိန်ရတယ်မိုးတွေကလည်းအရင်ရွာနေတဲ့အချိန်မှာချူတစ်ပင်ပေါ်တက်တဲ့အချိန်မှာဟို ပြောမယ်ဆိုရင်ချူတက်ဖို့အတွက်ကိုတစ်ပင်ပေါ်မွေဟာအောက်ကိုဆင်းပေးတယ်လို့မျိုးဖြစ်တာအပင်ပေါ်မှာမွေရှိနေတာချူလည်းတစ်ပင်ပေါ်တက်ကောမွေရအောက်ကိုဘုတ်ဘုတ်ဆိုပြီးပြုတ်ကြတာနှုတ်ဆိုရင်ကိုကိုစီမံရောက်လာမှချူမွေရန်တောက်တက်တာကိုဆိုတော့အဲ့မှာဟိုသူတို့ lighting တွေ camera တွေချိန်နေတဲ့အချိန်မှာချူကအဲ့လိုဘာမှမဟုတ် pose လေးလက်နှချောင်းလေးထောင်ပြီးတော့အဲ့လိုမျိုးပေါ့နော်ရိုက်ခဲ့ရတာဟိုနမိတ်နမိတ်ဖတ်တယ်လို့ဖြစ်သွားတာပေါ့ချူကတော့အဲ့လိုမျိုးယုံကြည်ရယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ချူချူတို့ဒီအရာတွေကကြတော့ဟို ဘယ်လိုပြောရမလဲမယုံကြည်ရင်လည်းအဲ့လိုစော်ကားလို့မရတဲ့အရာတွေပေါ့နော်မမြင်နိုင်တဲ့အရာတွေဆိုအများကြီးရှိရဲအဲဒါချူးချူးကအပြင်မှာပဲထုတ်မပြောတာပဲရှိရဲကိုယ်ကိုစောက်ရှောက်တဲ့အရာတွေပါရှိရဲဆိုလို့ရှိရင်လည်းကိုကဟိုဘယ်လိုပြောရမလဲ ရင်ထဲမှာပဲခံယူထားရတယ်ပေါ့เนาะဆိုတော့ဒီအရာတွေကိုသူကဟိုမယုံကြည်ဘူးမဟုတ်ယုံကြည်ပါတယ်အဲ့တော့ကိုယ်ကောင်းတဲ့ကောင်းတဲ့အရာတွေပဲစောက်ရှောက်လို့ဒီလိုမျိုးအန်ရယ်ကင်းကင်းနဲ့ဒီအရာတွေလုံလုံနိုင်ခဲ့တယ်လို့ထင်တယ်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့ဒီကာရိုက်တာထဲမှာမူမူကဇွဲကြိုးချပြီးတည်ရတာဟုတ်သူသူ့ကိုယ်သူဇွဲကြိုးချပြီးတည်မယ်ဆိုတဲ့ဟာကကြတော့ဒီဒီလိုလုံရတဲ့အရာတွေကကြတော့ဒီလိုစုတောင်းရတယ်ပွဲကြီးလည်းအများကြီးပေးရတယ်နှုတ်မဆိုစီးရတော့ဘာလို့အဲ့လိုမျိုးတွေ ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဟိုအဖက်ဖက်ကကျူတို့တေချာတောင်းပန်ပြီးတော့မှဒီလိုအရာတွေကလောက်တာကောင်းတယ်ပေါ့နော်အဲ့တော့ဟိုအရာအားလုံးကိုကျူကယုံကြည်ပါတယ်ဟုတ်အဲ့ဒါအဲ့ iPhone iPhone လေးလည်းတော်တော်လေးပောက်တယ်ပေါ့သူအဲ့မှာမူမူကသူရှက်တကွဲကျိုးနဲ့ဖြစ်လို့သူငိုတဲ့အချိန်မှာ အဲ့ဒါလေးကိုထိုးပြီးတော့လာစာကုံပြီးလာစာလာတော်မကုံသေးဘူးလာစာကုံသွားပြီဆိုတဲ့ဟာလေးလည်းတော်တော်လေးဟိုထိုးကြပြီးပောက်သွားတဲ့အတွက်ဝမ်းသာပါတယ်သူကချူတို့အခုဒီကန်ဝင်ငတိုးပေါ့နော်အပရိသတ်တွေအားပေးမှုကြောင့်ဒီလိုမျိုးနှစ်ပတ်ယုံတင်ပြသခွင့်တွေရပြီးတော့အများကြီးအောင်မြင်မှုတွေရခဲ့တဲ့အတွက်လည်းပရိသတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်ချူတို့တွေဖွဲ့သားတွေဆက်ပြီးတော့အားပေးကြပါအောင်ပြီးတော့ချူကိုနိုင်လည်းအများကြီးစူးစမ်းနေတာဖြစ်တဲ့လိုအပ်ချက်တွေရှိလို့ရှိရင်လည်းနားလည်ပြီးတော့ချူအများကြီးစူးစမ်းသွားပါအောင်လေလို့ချူတို့လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်